အားလုံးပဲမင်္ဂလာပါရှင်။ New Twin Hammock မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမက New Twin ပါရှင်။ကျမဒီနေ့တော့ကျမရဲ့ behind the scenes လေးကဘာအကြောင်းလေးလဲဆိုလို့ရှိရင်တော့အခုတလောကြော်ညာတင်ထားတဲ့တပါပါဆိုစီ lesson 1လေးစပြီးတော့ရိုက်ချလေးကိုကျမက behind the scenes လေးပေါ့နော်။ပြောပြထားတာပါ။အခုလိုမျိုးပေါ့နော်။ဒီတော့အဆူစီလေးကိုတင်ပေးတဲ့ဥစ္စာကို ကျမနဲ့ ဒီသင်တန်းသားအတစ်ကလေးရင်းနဲ့ family အဖြစ်အောင်လေကျမကအများကြီးကြိုးစားထားတယ်ဒီအဲဘာလို့လဲဆိုတော့ခါကြကျမရဲ့သင်တန်းသားအဟောင်းကြီးကကျမရဲ့သင်ပုံသင်နည်းစီကိုတည်ကြတယ်ကျမရဲ့သင်တန်းသားအတစ်တရားကြတော့ကျမနဲ့ family ကမဖြစ်သေးဘူးပေါ့နော်အဲ့ကြတော့သူတို့နားလည်အောင်လို့ပေါ့နော်ကျမအများကြီးကြိုးစားရပါတယ် voice message နောက်ရ text message နောက်တစ်ခါ video message ပေါ့အားလုံး recording အားလုံးကိုပေါ့နော်ကျမကဟိုရှင်းရှင်းလင်းလင်းဖြစ်အောင်တက်နိုင်ကုန်စူးစမ်းပြီးတော့ကျမတင်ကြားပေးရတယ်ပြီးတော့ကြတော့အရင်တင်နန်းဖွင့်ခဲ့တဲ့ class တွေကိုကလိုအပ်တဲ့ဥစ္စာတွေကိုလည်းကျမကဒီမှာကျမဘာလို့လိုအပ်တယ်လဲဆိုတာကိုပြန်လည်ပြင်ဆင်ပြီးတော့ဟိုစူးစမ်းပြီးတော့ဖြည့်ဆွက်တင်ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ဟိုကျမအနေနဲ့က ဘယ်လိုဆိုမလဲထထထထပြီးတော့လေးလာရတယ်ပေါ့နော်ပြီးတော့ခါကျတော့လေဒီကိုစီမှာတက်နေတဲ့တင်နာနာနဲ့လေ family ဖြစ်အောင်ကကျွန်မအများကြီးပေါ့နော်ဟိုကြိုးစားရပါတယ်ကျွန်မအနေနဲ့ကျတော့ကျွန်မတုံးတဲ့ပစ္စည်းတွေနောက်ကကျတော့ဒီကျွန်မဟိုအတုံးပြူနေတဲ့ပိတ်ဆပေါ့နော်ဒီစိတ်မုံလေးပါတွေကအဆပေါ့နော်ကျွန်မက ကိုနဲ့ကိုပဲပေါ့နော်အရင်ဆုံးပေါ့နော် family ကဖြစ်အောင်ပေါ့နော်ကျမအများကြီးလေ့လာရတယ်အခုလေးလေ့လာနေသေးပဲပေါ့နော်ကျမတို့တွေကတော့အမြဲတမ်းလေ့လာနေကြရမှာပဲပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲကျမအနေနဲ့ကတော့ဟိုတယောက်တည်းလောက်တာဖြစ်တဲ့အတွက်ပေါ့နော်တချို့နေရာလေးတွေမှာလိုအပ်တာလေးလည်းရှိရဲ့ပေါ့နော်အဲ့တော့ကျတော့လိုအပ်တာရှိပေမဲ့လို့ကျမမှာတော့တကယ်တကယ်တမ်းကျတော့တော်တော်လေးကိုပဲဟိုဘယ်လိုပုံမလဲ ကိုကိုကိုမို့ပြောတာမဟုတ်ဘူးပေါ့နော်ကျမတော်တော်လေးကိုပဲပြင်ပခံထားပါတယ်ဘာလို့လဲဆိုတော့ကျမဒီသင်္ကန်းစာသင်ပြီးဗီဒီယိုရိုက်ပြီးတဲ့နောက်နေ့လဲကြလဲကြရောကျမထတာမထနိုင်တော့ဘာလို့လဲဆိုတော့ခါကြတော့ဟိုဘယ်လိုကောမလဲပထမဦးဆုံးသင်္ကန်းစာလဲဖြစ်ပြန်အသေးစိတ်လဲရိုက်ပြထားတာဖြစ်ပြန်ဆိုတဲ့ခါကြတော့ဟိုကိုကလေအများကြီးခယူဆက်ရတယ်ဒါမှနောက် လက်ဆင်တွေကြလို့ရှိရင်ကျွန်မ short တင်တဲ့နေရာကို short လို့ရမှာပေါ့နော်ဒီရှိမှာအပြည့်တင်ထားလိုက်လို့ရှိရင်ကျွန်မနောက်လက်ဆင်တွေမှာကျွန်မနည်းနည်းတက်တာရဲပေါ့အဲဒါကြောင့်မို့လို့ကျွန်မဒီရှိမှာလက်ဆင်တွေကိုတော်တော်လေးကိုပဲကြိုးကြိုးစားစားလေးကိုပဲဟိုရိုက်ရတယ်ဗီဒီယို edit ကိုလည်းလုံးဝအဲကြည်လင်ပြတ်သားမှုဖြစ်အောင်နောက်တစ်ခါကျတော့အတန်အနေထားအစပေါ့နော်ဟိုကျွန်မရဲ့ဒီပတ်ဝန်းကျင်ကကျတော့ ဒီလူမှုပတ်ဝန်းကျင်မှာအရန်ကောင်းတယ်ဒါမလို့ဒီလမ်းပေါ့နော်ကိုယ့်ရဲ့ဟိုပါပေါ့ location ကကြတော့အရန်ကားတန်စူညံတဲ့နေရာဖြစ်နေတဲ့အတွက်ပေါ့နော်ကျွန်မဒီတစ်ခုတော့ကျွန်မရဲ့တင်နန်းသားတွေကိုအားနာရတယ်ပေါ့နော်အဲအဲ့ဒီတစ်ခုလေးပဲပေါ့နော်ဂျာနာကတော့ကျွန်မအတွက် အရာရာပြည့်စုံမှုရှိတယ်ပေါ့နော်အအများကြီးစူးစမ်းပြီးတော့သင်ပေးထားပါတယ်အလုံးစုံကကြတော့ကျွန်မတတ်နိုင်ဆုံးလေပစ္စည်းကိုပြည့်စုံအောင်ယူထားပေးတယ်ပေါ့နော်ဗီဒီယိုအက်ဒစ်ဆိုလို့ရှိရင်လည်းကျွန်မအရင်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 ထက်ပေါ့နော်ပို့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 ပြီးတော့ကောင်းအောင်လေကျွန်မစူးစမ်းပြီးတော့ကျွန်မပြပေးထားတယ် ဒီမှာဘက်ကဟိုအရန်ကြီးလိုအပ်တာမျိုးမဖြစ်အောင်ပေါ့နော်ဒီမှာတည်တည်ကြာကြာထပ်ပြီးတော့ပေါ့နော်ဟိုတက္ကနိုလော်ဂျီပိုင်းဆိုင်ရာရောဘာရောပေါ့နော်တော်တော်လေးတွေပဲဒီမှာစူးစမ်းပြီးတော့လေ့လာထားပါတယ်ဆက်ပြီးတော့လည်းလေ့လာအောင်မှာကျွန်မအများကြီးလိုသေးတယ်ဆိုတော့ကျွန်မသိတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်မဘက်ကလိုအပ်တာတွေရှိခဲ့လို့ရှိရင်လည်းကျွန်မကိုဒီကံခွင့်လို့ပေးကြပါ ပြီးတော့ခါကျတော့ကျမဒီလိုလေးဖြစ်လာအောင်ကျမအများကြီးကြိုးစားထားတာဖြစ်တဲ့အတွက်ကျမကိုမင်းတို့ဖြစ်နေကျမကအရန်ကိုပဲကျေးဇူးတင်နေပါပြီကျမရဲ့ background ကအတန်လေးတွေရတော့ကြားရတဲ့အတိုင်းပဲဒီအတွက်တော့ကျမအားနာမိရနော်ကဲအဲ့ဒါဆိုလို့ရှိရင်တော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်